ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်ကမချစ်ကြဘူးဗျကိုကိုလူစီပေါ်အတ္တတို့မြန်မာပြည်ချစ်တယ်လူလိန်နေကြတဲ့လူလိန်နေဖို့များပါတယ်အဲ့ဒီမှာခင်ဗျားမပါအောင်နေဖို့တိုက်တော့ပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့အဲရုဒ္ဒံလေးပြောပြမယ်ဆိုတော့မနေ့ကတော့ကျွန်တော်ရုဒ္ဒံမပြောဖြစ်တဲ့ကိစ္စလေးရှိပါတယ်မပြောဖြစ်ပါဘူးအဲတချို့ကတော့နောက်တလို့ပြောဆိုရဲလာပြီးတော့ပြကြတယ်ကျွန်တော်ဒီမှာတချို့ဆိုနောက်တော့ပြောင်းလာပြောကြပါတယ်အဲဘာလဲမှချိန်ထိုးဖို့သွားကြသလားဘာလားညာလားပေါ့ဆိုတော့အဲ့လိုမျိုးတွေပေါ့ဟာတာလေးတွေဖောက်ကြတာအထွေရပါတယ် ကျွန်တော်တို့ချိန်ချိုးဆရာလည်းမရှိသလိုတိုးချိန်ဆရာလည်းမရှိပါဘူးပြကျွန်တော်တို့ဒီအားလုံးကတောင်းတပြောင်ယူဆတူတူမတူတူဒီလိုပဲတောက်တောက်ဒီလိုပြောကြဆိုကြဒီလိုပဲသွားနေကြတာဒါဒီမိုကရေစီရင်ကျေးမှုတွေတခုပါဒီမိုကရေစီရင်ကျေးမှုတွေတခုဖြစ်တဲ့အတွက်ဒီလိုပဲသွားလာနေကြတာတချို့တွေထင်သလိုမဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်ကျွန်တော်ကကျွန်တော်ချားမိသားစုကိစ္စလေးရှိလို့ပါပြီးတော့ကျွန်တော်ပုံမှန်လည်းပြောကျွန်တော်မိသားစုကိုကျွန်တော်ချိန်ပေးရအောင်ပေးရမှာပေါ့နော်တရင်ချုံမှာကျွန်တော်ကလေးလေးကြောင်းပိတ်ရဖြစ်တဲ့အခါကျတော့ ကျောင်းပည့်ရဲ့ကလေးမှာသူတို့ကနားနေနေစီခြင်းတဲ့စိတ်ကျွန်တော်လည်းသူတို့နဲ့ခဏလောက်တော့နားနေနေဘူးမှာဆိုတော့စိတ်နဲ့တရက်လောက်ကျွန်တော်ချိန်ပေးမိတာပါဗျာနော်ပြီးတော့အခုလည်းပွန့်နေပြောရင်သူတို့နဲ့ဟိုမအားပါဘူးဒါပေမဲ့ကျွန်တော်တကယ်ဒီနေ့ညမှာထပ်မပြောရင်မနေ့ပံမှာဒီနေ့ညမှာကျွန်တော်ရုပ်သက်မပြောဖြစ်ရင်တော့ကြာနေထိုင်နေတယ်ကျော်မျိုးမြန်ဖန့်သွားပြီလို့ဟောက်သွားပြီထိုးောက်သွားပြီတယောက်သွားပြီလျှောက်ပြီးတော့ ပေါက်တက်ရရပြောကြမှာစို့လို့ပါနော်ဟိုဆိုအဲ့ဒါလေးကျွန်တော်ဖြစ်တာပါနော်ပြီးတော့ဒီလိုမျိုးပေါက်တက်ရရပြောပြီးဒီစဲအာနာပိုင်းနေအပေါ်မှာတမင်ကိုအမြင်ဆောင်အောင်လှုပ်လှုပ်ရှင်နေပွဲရတယ်တည်တန့်ရှိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကအဲဒီနေ့တော့ထွက်ပြောတာပါပြီးတော့တရင်ကိုလည်းကျွန်တော်နည်းနည်းတူတူနဲ့ရသလောက်လေးပဲကျွန်တော်ပြောရမယ်ဘာလို့ဆိုကျွန်တော်ရုံးပွဲလည်းကျွန်တော်လည်းကြားမှာလှမ်းဝေးနေတယ်ဆက်ပြတ်နေတယ်ပြန်ပြီးတော့ရသလောက်လေးကျွန်တော်စုလို့ရသလောက်လေးလည်းကျွန်တော်ဒီနေ့ရုပ်သားလေးလေးနဲ့ပြောပါမယ်အဲ့တော့မနေ့ကကျွန်တော်မပြောပြတဲ့အချိန်မှာမနေ့ကတော့ဘာလို့ဖြစ်သွားလဲဆိုတော့မနေ့က မလေးရှားနိုင်ငံသားကြီးဝန်ကြီးကမြန်မာပြည်ကိုလာသွားတယ်တရက်တာခီးနဲ့မြန်မာပြည်လာသွားတယ်ဒါဝင်လဲမလေးရှားအစိုးရကမနေ့ပိုင်းမှာသတင်းထုတ်တယ်မလေးရှားအစိုးရရဲ့ website ဒီမှာမနေ့ပိုင်းမှာသတင်းထုတ်ပြီးတော့နေ့လယ်ပိုင်းလောက်ကျတော့ဗိုလ်ချုပ်ကြီးတို့လည်းလာတွေ့နေရောပြောရရင်တော့ဟိုကနေမလေးရှားနိုင်ငံသားကြီးဝန်ကြီးကမြန်မာပြည်လင်းနဲ့ပြန်တန်းထွက်လာမယ့်အချိန်နော်မြန်မာပြည်လင်းပေါ်မှာရောက်နေလို့ရှိသေးတယ်ကျော်တဲ့နေ့မြန်မာပြည်ပြန်ဖို့လင်းစိတ်ဆင်းလုံးမှရှိလို့မယ်ဟိုမှာသတင်းထုတ်ပြလိုက်ပြီထုတ်ပြန်လိုက်ပြီးတော့ဗိုလ်ချုပ်ကြီးမြန်မာပြည်သူဗိုလ်ချုပ်ကြီးမြန်မာလည်းတွေ့ဖို့မလေးရှားနိုင်ငံသားကြီးဝန်ကြီးလာတယ်ဆိုတဲ့ဟာမျိုးထုတ်ပြန်လိုက်ပြီးထုတ်ပြန်လိုက်ပြီးတော့ ဲ့ထုတ်ပြန်ချက်ကပြည်တွင်းမှာစပြီးတော့ပြန်လုံးရှိတယ်ဒီမှာဘူဂျုံမကြီးတို့နဲ့တွေ့ပြီးနေပြီလို့ကျွန်တော်တို့အကြံပြင်သိရတယ်ဆိုတော့ပြောရရင်တော့ဘူဂျုံမကြီးနဲ့တွေ့တယ်အဲနိုင်ငံတော်ဝန်ကြီးချုပ်ကညိုစောနဲ့တွေ့တယ်နောက်တစ်ခါဒီနိုင်ငံကြီးဝန်ကြီးဦးတန်းဆွေနဲ့တွေ့တယ်အဲတော့လို့လည်းသူမလေးရှားနိုင်ငံကြီးဝန်ကြီးကတွေ့သွားပါတယ်တွေ့ပြီးတော့သူလည်းဒါလာတွေ့ပြီးတော့ပြောသရှည်ပြောသွားပါတယ်အဲ့တော့တွေ့တဲ့အခါမှာဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့သတင်းတွေအများစုထုတ်ကြတယ်ဥပမာကျွန်တော်နာဒီတီဆဲအစိုးရတီဆဲမြန်မာအစိုးရဘက်ကထုတ်ပြန်တဲ့သတင်းရယ်မလေးရှားဘက်ကထုတ်ပြန်တဲ့သတင်းနှစ်မျိုးရှိတယ် ပြီးတော့နောက်ဆုံးမချင်းမနှက်နယ်ကို writer တို့ဘာလို့ကဟိုဟိုဘက်ကိုလှမ်းမေးနေတဲ့အကြောင်းအရာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါကိုချိတ်ဆိတ်ပြောပါမယ်ဆိုတော့မြန်မာစိုးရဘက်ကထုတ်ပြန်ချက်ရယ်မလေးရှားဘက်ကထုတ်ပြန်ချက်ရယ် writer တို့ဘာလို့ကရေးနေတာတွေပြည်ပြင်း sorry နိုင်ငံခြားသတင်းဌာနတွေရေးနေတာတွေပေါင်းစပ်ပြီးကျွန်တော်ချိတ်ပြောပါမယ်အဲ့တော့မြန်မာစိုးရထုတ်ပြန်ချက်မှာကျတော့ရှင်းပါတယ်အဲဘူဂျုံမူချင်းနဲ့သူလာတွေ့တယ်ဗျာကဲရိုးရှင်းပြောရင်ဘူဂျုံမူချင်းနဲ့လာတွေ့တယ်တွေ့ပြီးတော့တွေ့ဆုံတဲ့အချိန်မှာနေပြည်တော်မှာရှိတဲ့တပ်မတော်ဧည့်ခံမှာလာတွေ့တာနေပြည်တော်မှာရှိတဲ့တပ်မတော်ဧည့်ခံမှာတွေ့တယ်နော် ာဒါဒိုဆရီဦးကန်ပညာပညာမိုဟာမက်ဘင်ဟာဂျီဟာဆန်ပေါ့ဗျာကျွန်တော်ပြနိုင်ငံဝင်ကြီးမိုဟာမက်ဟာဆန်လို့ပဲကျွန်တော်လိုလိုရှင်းသုံးပါမယ်ဘာလို့ဆိုမိုဟာမက်ဟာဆန်ဆိုတဲ့စကားလုံးတော့ဒါလွယ်ဆုံးနားလည်နိုင်စကားလုံးမဟုတ်ဘူးဆိုတော့မလေးရှားနိုင်ငံဝင်ကြီးမိုဟာမက်ဟာဆန်ကမနေ့ဘုဇူမူကြီးနဲ့တက်မတော်အေဂရီယာမှာတွေ့တယ်တွေ့တဲ့အချိန်မှာတော့ဒါဘုဇူမူကြီးကတော့ဒီဘုဇူမူကြီးကတော့ဒါသူတွေ့တဲ့အချိန်မှာတော့ဟိုမြန်မာနိုင်ငံမှာရှိနေတဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ကိစ္စလေးเนาะအဲ့ဒါပြင်ဆင်မှုတွေကိစ္စတွေလည်းဒါလေးနဲ့ပတ်သက်လို့လည်းသူကတော့ပြောတာပေါ့ဗျာအဲ့ဒီမှာသူကမလေးရှားနိုင်ငံရဲ့ယူကြီးကတော့ပြောပါတယ် အဒီမလေးရှားအနေနဲ့ပေါ့တော့ဒီမလေးရှားနိုင်ငံရဲ့အရေးကြီးရတော့တဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေပတ်သက်လို့ရှင်တော့ကြားသိရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုတဲ့အကြောင်းပြောတယ်ဒီလိုပါအာဆီယံနေနဲ့မြန်မာနိုင်ငံရဲ့ဂျူဝန်ဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောတယ်ပြီးတော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုလိုတယ်လို့ပြောတယ်ရွေးကောက်ပွဲဟိုလေ့လာစောင့်ကြည့်အဖွဲ့တွေဆေးလုပ်ပေးသွားမှာဖြစ်တယ်လို့လည်းပြောတယ်နော်အဲ့တော့အဲ့လိုပြောပြီးတော့ဒါကျွန်တော်တို့ဒီဘက်ကဗိုလ်သူကြီးကတော့ပြန်ပြောတော့လာအုပ်စုမှုတွေဝမ်းသာတယ်ဆိုတဲ့အကြောင်းပြောတယ်ပါတီကိုဒီမိုကရေစီကျင်းပဖို့အတွက် ဲ2024ခရီးရသားတင်ဂျော့ယူကောက်ပွဲကျင်းပဖို့တဲ့2024ခရီးရသူအပြစ်ပြကြခဲ့တယ်ဒါကြောင့်မလို့နိုင်ငံရေးသဘောထားကွဲလွဲသူတွေနိုင်ငံရေးပါတီတွေကိုလည်းယူကောက်ပွဲကြိုတင်စဉ်ပြင်ဆင်ချင်ရရှိအောင်အခြေအနေပေးခဲ့တယ်ခြေနေပေးခဲ့တယ်ပတ်သော2023နေပေးခဲ့အောင်ခြေရပေးခဲ့တယ်နိုင်ငံပါတီမှတ်ပုံတင်ခွင့်ကိုဥပဒေနဲ့ညီပြန်လဲဆောင်ရွက်ပေးခဲ့တယ်ဒီလိုပြောင်းပြနေတဲ့နောက်မှာတော့ကုလရှိဥပဒေနဲ့ညီတဲ့ကိုက်ညီတဲ့ပါတီ58ခုဝင်ရောက်ရောက်ရှင်ပြိုင်မယ်ကိုယ်စားလှယ်ပေါင်း9000ကျော်ပါဝင်မယ်ပေါ့နော်တိုင်းစားလက်နက်အဖွဲ့အစည်းနဲ့လည်းနိုင်ငံရေးလမ်းကြောင်းပေါ်မှာရှောင်ရနိုင်မှုအတွက်ငြိမ်းချမ်းရရှိဖို့ရရှိဖို့အတွက်ဖိတ်ခေါ်ဆောင်နေကြရရှိတယ် အဲ့လိုဖိတ်ခေါ်တဲ့ခါမှာ2018ခုနှစ်ကနေစတင်ပြီးတော့ဒီနေ့အချိန်ထိအပြစ်ခတ်ရက်စဲရေးတက်ကိုထုတ်ပြန်ချက်28ကြိမ်တော့ဆောင်ရပေးပါတယ်တဲ့နော်နိုင်ငံရေးသဘောထားကိုလည်းမှုတွေကြောင့်ဒီအကြမ်းဖက်လို့လွတ်ဆောင်နေတဲ့သူတွေကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်မှာပါဝင်လာဖို့တဲ့3ကြိမ်ဖိတ်ခေါ်ပြီးပြီတဲ့နော်အခုဒီလဒီ15ရက်နေ့ဒီ15ရက်နေ့မှာကျင်းပမယ် NCA အ NCA ပေါ့နော် NCA ဆယ်နှစ်ပြည့်နဲ့ဒီ Peace Forum ပေါ့အဲ့ဒီမှာ NCA လက်မှတ်ရေးထိုးထားသောအဖွဲ့တွေရောရေးထိုးထားခြင်းမရှိသေးတဲ့အဖွဲ့တွေကိုပါသူတို့ကတော့တဲ့အဲ့ဒီအဖွဲ့တွေကိုလို့တော့ ိတ်ခေါ်ထားပြီးသားဖိတ်ကြားထားပြီးသားဖြစ်တယ်တချို့တွေလည်းတက်ကြနေမယ်ဆိုရင်ဘုဇုံကြီးမင်းအောင်ပြောတယ်ပြီးတော့အဲတိုင်းသားလက်နက်ဘက်ကောင်းဆောင်ချိုးတွေတက်မယ်ပေါ့ဗျာတချို့တွေလည်းမတက်ဘူးပေါ့တချို့တချို့တွေမတက်မတက်ဘူးတက်မယ်တော့မသိတချို့တွေလည်းတက်မယ်ဖိတ်ထားတယ်ပေါ့ဗျာအဲ့တော့နိုင်ငံကအသည့်တည်းတွေလည်းတက်မယ်ဆိုတာမျိုးတွေသူပြောတယ်ပြောတော့ပြီးတော့မြန်မာနိုင်ငံရဲ့ဒီဖြစ်ပေါ်ပြောင်းလဲတဲ့အခြေအနေတွေနဲ့ပတ်သက်ရင်ဒီ electronic m ဆက်တွေပေါ့ရွေးကောက်ပွဲမဲပေးတဲ့ ME MEVN ပေါ့နော်မြန်မာ electronic voting machine ပေါ့နော်အဲ့အဲ့ဒီဟာနဲ့ပတ်သက်ရင်လည်းဆောင်ရွက်တဲ့အခြေအနေတွေလည်းပြောတယ်အပိုင်းလိုက်ချက်ပါမယ့်အခြေအနေတွေသူရှင်းပြတယ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီနိုင်ငံကိုဆက်လက်ရှောက်လှမ်းဆောင်ရွက်တဲ့အခြေအနေတွေမှာအာဆီမြန်မာနိုင်ငံအာဆီယံအဖွဲ့အစည်းမှာပြည်သူ့ဘက်ဆောင်တဲ့ကောင်းမွန်တဲ့ပေါင်းဆောင်မှုတွေဆောင်ရွက်နေတဲ့အခြေအနေတွေလူသားလူသားဆန္ဒထောက်မှုအခြေအနေဒါလေးတွေကိုလို့လည်းပြန်လဲပြောတယ်ပေါ့ပြန်လဲသူတို့ဆွေးနွေးကြတယ်ပေါ့ဗျာဆက်ပြင်ပြောပြီးတော့ရွေးကောက်ပွဲဆောင်ကြည့်လိုက်ဖွဲ့တွေဖြစ်ခေါ်ရမှုအခြေအနေဒါတွေကိုပြောတယ်ပေါ့ပြောရရင်တော့ဒါလေးတွေကျွန်တော်တို့ပြောနေတဲ့ဟာလေးတွေပေါ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဘုဇုံမကြီးနဲ့အဲ့လိုတွေ့အချိန်မှာပြောသလိုနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တဲ့အချိန်မှာလည်းနိုင်ငံခြားရေးဝန်ကြီးကတော့ရိုးရိုးရှင်းဆုံးပြောတာလေဒီဒီဘုဇုံမကြီးနဲ့ဒါပုံစံလူတွေပြောတယ်ပေါ့ပြောရရင်တဲ့ချိန်တည်းမှာပဲဒီမြန်မာနိုင်ငံကို ခွဲခြားခြံလက်တဲ့ကိစ္စနဲ့ပတ်သက်လို့ဒါသိလျော်မှုမရှိဘူးသိလျော်မှုမရှိဘူးဆိုတော့ပြောတယ်ဆိုတော့ကျွန်တော်ကတော့အာဆီယံထိန်းသိမ်းစည်းဝေးတွေညီလာခံတွေစတဲ့ဒါတွေမှာမြန်မာနိုင်ငံခွဲခြားပြီးတော့ထားတဲ့ကိစ္စတွေကဒါဟာအာဆီယံမူပေါင်းလေးနဲ့သိလျော်လျော်ညီမှုမရှိဘူးဆိုတာမျိုးတွေနိုင်ငံတိုင်းဝန်ကြီးကထည့်ပြောပလိုက်တယ်ဒါလည်းကောင်းတဲ့ကိစ္စပဲအဲ့တော့ထည့်ပြောလိုက်တော့မလေးရှားနိုင်ငံတိုင်းဝန်ကြီးလည်းနေတော့သိသွားတော့ပါဗျာဆိုတော့ပြောရရင်တော့ဒါတွေကသူတို့အပြန်လည်ဆွေးနွေးကြတဲ့ဆွေးနွေးချက်တွေကလိုရင်း point လေးတွေပေါ့ဆိုတော့ဒါကဒီဘက်မှလာဆွေးနွေးရတာအဲ့ဒီအချိန်မှာမလေးရှားဘက်ကထုတ်ပြန်တာကိုကြည့်လို့လည်း5 point consensus ပေါ့နော်ဒီ ဲပုံသဘောလုံးကျန်၅ချက်ကိုဆက်လက်အကောင့်ထဲပို့ဖို့ကိစ္စတွေအားလုံးပါဝင်တဲ့အဲနိုင်ငံရေးအပြောင်းအလဲတွေဖြစ်ဖို့နော်ညီလာညီလာဖြစ်ဖို့ဒါမျိုးတွေတောင်းအားပေးရဆိုမျိုးတွေမလေးရှားဘက်ကထုတ်ပြန်တယ်ဆိုတော့ဘူဂျိုမူကြီးတို့ထုတ်ပြန်တဲ့အချိန်မှာ ਨੇ တို့တွေကွာနေရဆိုတော့တစ်ချက်ပဲအဓိကတွေ့တယ်အဲ့ဒါ5 point consensus ပေါ့နော်အာဆီယံဒီပုံသဘောလုံးကျန်၅ချက်ကိုဆက်လက်အကောင့်ထဲပို့ဖို့ဆိုတဲ့ကိစ္စမျိုးဒီဘက်ကထုတ်ပြန်နေမှာအာဆီယံပုံသဘောလုံးကျန်ကိစ္စတွေကိုပြောရရင်တော့ဘုံသဘောကြီးထုတ်ပြန်ဘုံသဘောတူညီချက်ပေါ့နော်ဒါတွေကိုလုတ်ဖို့ဆိုတော့ကိစ္စကိုထုတ်ပြန်နေဆိုတဲ့နေရာမှာအဲ့ဒါက ဒါမလေးရှားပါဝင်အာဆီယံနိုင်ငံတွေပြောနေကြစကားတွေဆိုတော့အာဆီယံဘုံသုံးရေငါးချက်ကိုကောင်းတဲ့ဘုံကြောင်လည်းမြန်မာနိုင်ငံကိုခွဲခြားချန်လိုက်ခဲ့တာမျိုးလုံးလို့မရဘူးအဲ့တော့အာဆီယံသူတို့ဘက်ကထုတ်ပြန်ချက်ကသူတို့ထုတ်ပြန်တယ်မြန်မာဘက်ကလည်းထုတ်ပြန်ချက်ထုတ်ပြန်တယ်ဟိုပြောချင်တယ်ထုတ်ပြန်တယ်အဲ့တော့အဲ့ဒီမှာထုတ်ပြန်တဲ့နှစ်ခုလုံးကတော့ဒါသိကွဲလွဲတာတော့သိမရှိလောက်ဘူးဆွနေခဲ့တာလည်းဖြစ်နိုင်တယ်ဆွနေကြတာလည်းဖြစ်ဖို့များဆွနေကြတာလည်းရှိတယ်ဒါပေမဲ့ writer လို့မျိုးမျိုးသတင်းထဏာကဘာပြောလဲဆိုတော့မြန်မာနိုင်ငံကိုရွေးကောက်ပွဲမြန်မာရွေးကောက်ပွဲကိုအာဆီယံက ီအာပိကူညီထောက်ပံ့မယ်ဆိုတဲ့အချက်ရယ်ဒီကိုယ်စလဲလွတ်ပေးမယ်ဆိုတဲ့ဒီလက်ဆောင်ကြီးရဲ့ကိုယ်စလဲလွတ်ပေးမယ်ဆိုတဲ့အချက်ရယ်အဲ့ဒီနှစ်ချက်ကို rider နေပြီးတော့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကိုသွားဆက်သွယ်ပေးပြန်တယ်။မင်းများတဲ့ခါကျတော့ rider မင်းများနာကိုမလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကခွန်တုံမပြန်ဘူးခွန်တုံမပြန်မယ်နဲ့ဗမာချက်မှအများကြီးမပေးဘူးမပေးတော့သူဒီမှတ်ချက်မပေးဘူးဆိုတဲ့ဒီဒီပဲကိုကလေးကဒီစကားတွေကမြန်မာအစိုးရထုတ်ပြန်ချက်ထုတ်ပြန်တဲ့စကားတွေကမှန်ကန်တယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကနှုတ်ဆက်နေပေးတဲ့သဘောပဲဆိုတော့ဒီလိုသဘောတော့သွားတွေ့ရဆိုတော့မြန်မာဘက်ကပြောနေတာမှန်တယ်ဆိုတော့ဟိုဘက်ကနှုတ်ဆက်ပေးတယ် ်မပြောမနိုင်တော့မမပြောပါဘူးကွာလို့သူပြောရင်ပြောလိမ့်မယ်ဒါပေမဲ့မမတဲ့အတွက်သူနှုတ်ဆက်နေလိုက်တယ်နှုတ်ဆက်နေတာအကောင်းဆုံးကိုရနော်ဘာလို့လဲဒီကာလမှာနှုတ်ဆက်နေတာအကောင်းဆုံးဆိုနှုတ်ဆက်ပြီးပြန်တယ်နေပြလိုက်ပြီးတော့ဟိုဒါပဲဆိုတော့ဒီအချက်ကြီးကြီးချင်းအဖြစ်တော့မလေးရှားအာဆီယံနိုင်ငံတွေနဲ့မလေးရှားနဲ့ရဲ့စဉ်းစားချက်ကမြန်မာနိုင်ငံပေါ်မှာစဉ်းစားချက်ကသူတို့ပြောင်းလဲလာပြီဆိုတော့တွေ့ရတယ်ကျွန်တော်နိုင်ငံအခြေအနေမှာသူတို့နားလဲတာမဟုတ်ချင်ဟုတ်မယ်တော့မို့သူတို့မဖြစ်မနေလုပ်ပေးဖို့လိုအပ်တာရှိလာပြီဆိုတော့သဘောပေါက်လာတာကိုရတယ်ဒါကြောင့်မလို့သူတို့ကချင်းချင်းဒီမြန်မာပြည်လာရောတယ်ပြောရရင်တော့ ပြီးခဲ့တဲ့လပြီးခဲ့တဲ့လလည်းအရှိတီမောကနိုင်ငံဝင်ကြီးကိုလည်းမြန်မာပြည်လာတယ်။လာပြီးတော့မြန်မာနိုင်ငံနဲ့လာပြီးတော့ညှိနှိုင်းတာမျိုးဆွေးနွေးမှုတွေလုပ်သွားတယ်။အခုလာမဲ့ဒီ ASEAN Summit ကြလို့ရှိရင်အရှိတီမောကအဆင်ပြေနိုင်ငံဖြစ်လာတယ်။မြန်မာအစိုးရကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကန့်ကွက်ခြင်းမပြုတော့ဘူးလို့ကျွန်တော်တို့ခံမှန်းစရာရှိတယ်။ဒါဆိုတော့မကန့်ကွက်ခြင်းအကြောင်းရင်းဒီ ASEAN Summit ထဲမှာမြန်မာနိုင်ငံကထိပ်သီးပုဂ္ဂိုလ်တွေတက်ရောက်ခွင့်ရမှာမို့လို့လားဆိုတဲ့မိကုံကျွန်တော်မှစဉ်းစားကြဖြစ်လာတယ်။ဆိုတော့ခရက်ပြည်သူတွေနဲ့စဉ်းစားဖို့လိုတာတစ်ခုပဲရှိတယ်။ မလေးရှားနိုင်ငံသားကြီးဝန်ကြီးအာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံသားကြီးဝန်ကြီးကမြန်မာကဗိုလ်ချုပ်ကြီးမဲအွန်လိုင်းကိုတကူးတကလာပြီးမြန်မာပြည်မှာလာတွေ့ရတယ်အလော်တကြီးအရေးပေါ်လာတွေ့ရတယ်ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်တုန်းကရွေးထားတဲ့ကိစ္စမတွေ့ပြလိုက်တဲ့ကိစ္စအခုသူတယောက်တည်းသိတဲ့အရေးပေါ်လာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါအကြီးချင်းအဖြစ်တော့ကျွန်တော်အမြင်ပြောရရင်တော့ဒါအကြီးချင်းအဖြစ်တော့ကျွန်တော်အမြင်ပြောရရင်တော့ဒီဒီဒီလာပြီးတကူးတကလာတွေ့ရတယ်ပေါ့တွေ့ရတဲ့ကိစ္စကိုအကြီးချင်းအဖြစ်တကူးတကလာတွေ့ရအောင်အကြီးချင်းအဖြစ် ဘူဇုံကြီးမရောက်နိုင်အောင်များအာဆီယံဆမစ်ကိုဖိတ်ချင်လို့လားဆိုတော့မိကုံကျွန်တော်တို့ကစဉ်းစားကြရဖြစ်လာတယ်။ပြောမရဘူးဒီအာဆီယံဆမစ်တဲ့ဘူဇုံကြီးတက်ခွင့်ရရင်လည်းရနိုင်နိုင်တယ်။ပြီးတော့ဟိုမှာဟိုမှာဒီအာဆီယံ plus ပေါ့နော်အာဆီယံ plus စီးပွားတွေရှိတယ်။အဲ့ဒါပါလဲဆိုတော့အာဆီယံ plus 1 2 3 4 5တွေပေါ့ကွာ။ဒါတော့အဲ့ဒီမှာရုရှားတို့တရုတ်တို့အမေရိကန်တို့အဲ့ဒါတွေဖွဲ့တယ်ပါလာမှာ။အဲ့တော့ဂျပန်တို့အစားပါလာမှာ။ဆိုတော့အာဆီယံ plus အစည်းအဝေးတွေမှာအိန္ဒိယတို့လည်းပါလာမှာ။အာဆီယံ plus အစည်းအဝေးတွေမှာဒေါ်နယ်ထရန့်ကြီးကသူကိုယ်တိုင်တက်မယ်လို့လည်းပြောထားတယ်။တက်ဖို့လည်းရိုင်းလို့များနေတယ်။အဲ့တော့ ကြည့်ရတာလင့်နေများရှိနေသလားအာဆီယံထိပ်သီးစည်းဝေးကိုဗိုလ်ချုပ်ကြီးကလာတက်ပြီးတော့လာတက်နိုင်ကြီးရသွားနိုင်မလားဆိုတော့မစဉ်းစားကြအဲ့ဒါခင်ဗျဒီလောက်ကုန်နေတာအဖြေထွက်ပြီနော်ဒီလောက်ကုန်နေဒီလောက်ကုန်မယ်နောက်ကျွန်တော်နောက်ထင်းနေနောက်တစ်ပတ်နှစ်ပတ်သုံးပတ်ဆိုဖြေထွက်ပြီဒီ